တနင်္ဂနွေနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နေ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်တည်မြင့်မားနေတဲ့ရလကောင်းတွေကို ဖန်တီးနိုင်တယ်အလုံးစုံသောခက်ခဲတွေကိုကျော်ပါနိုင်တယ်စန္ဒရည်မှန်းခြင်းတွေရည်ရွယ်ချက်တွေကို ြေတိုးလုပ်ခဲ့ပြီးတော့တခတ်တဲကြောင့်ဖဏိနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်။ဝင်ဝင်စီးပွားတိုးတက်မယ်။ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်ပြီမယ်။ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာနိုင်မယ်။အခက်အခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆက်လိုက်တာဟာကိုယ့်အတွက်အဖြေရှာမှုရတတ်ကောင်းကိုဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲ။ရှင်းရနေမှာတော့သူတို့ကြကြကောင်းတဲ့ကံနဲ့ အကျိုးပေးတဲ့ကံတွေပေါ်ပါတယ်။ကိုယ့်ရဲ့နေမှာအလုပ်ဖို့ကိစ္စပူတွေကြုံမယ်။ဆယ်ရဲ့နေမှာဇာတိုက်ခံနေတဲ့တိတ်တိတ်တွေ့ရတဲ့စိတ်ပြပန်းပဲ။ဆက်တဲ့နေဟာစိတ်ချမ်းမြေ့စရာရှိတယ်။ပြောရသူတွေစံပွက်တယ်၊လုပ်ငန်းရရမှလည်းကောင်းတယ်။ဆယ်နှစ်နေမှာမထင်မှတ်ပဲဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကကိုယ့်အတွက်ကောင်းကျိုးပေးခြင်းကိုကြုံတယ်။ ်ဆက်သောရနေ့အိန္ဒိယလာပြည့်နေ့ဖြစ်တယ်မင်္ဂလာရှိသောနေ့ထားတွေရှိတယ်အလုံနေ့ထားစီမနေ့ထားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းနဲ့တွေ့တဲ့ခြေတွေကိုရနိုင်တယ်14ရက်နေ့ကတော့အတိုက်ခံနေတဲ့သတိထားမယ်အိန္ဒိယဟာလက်ချက်တဲ့နေ့ဖြစ်တယ်အိန္ဒိယမှာဘာလို့လို့သတိနဲ့ရှင်ပြီးလောက်ရမယ်အမှားမပါစေပဲပြဿနာဖြစ်ရှေ့ချသွားတတ်တယ်ဒီကနအတော်တွေမှာ ဇာတာပတိနေဗုဒ္ဓနေကနေဝိသူတွေကောင်းကျိုးပေးတယ်။တနည်းလာနေတောက်ကြနေဝိသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုံနေရောင်တို့ကိုသုံးဆွဲပြီးလူရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်တယ်။အထူးပြုအစီရင်ကတော့တမောင်းသားပြည်နေစသုံးရည်နေမှလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်အဲ့ပေါ်မှာ နှမ်းစီနဲ့စပကြီးသဲကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲရတဲ့စီလေးတွေကိုစူဆောင်းထားပြရတဲ့ကောင်းတဲ့ကောင်းလေးစီဖြစ်လုံနေကြတယ်အယောင်းဝယ်တွေပိုင်းစီလေးသုံးနေရင်ရောင်းဘက်ဝယ်ဘက်ပွင့်တတ်တယ်အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေကြပါပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေဒီဆောင်ရွက်မှုတွေကိုလောက်ကြရအကြပေးတင်ပြလိုက်ပါလေကျေးဇူးတင်ပါတယ် တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March ၁၀ရက်နေ့၁၄ရက်နေ့တော်တွင်မှာဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတွတ်တက်သွားနိုင်တယ်။ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာလိမ့်မယ်။စုဆောင်းမှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားလိမ့်မယ်။ ဘဝအခြေအနေတွေကပြင်းပြစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စန္ဒရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းနဲ့တိုးတက်မှုကောင်းတွေကိုကျုံ့ထွေးနေတဲ့နေ့ပါပဲ။ဒီနေ့မှာရာရာစင်ပြေမယ်တိုးတက်မယ်လူရပြည့်စုံမယ်။ကိုယ့်ရဲ့နေ့မှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့အနှစ်သာရကိုကျုံ့ထွေးနိုင်တယ်။ဆယ်ရဲ့နေ့မှာ ရည်မှန်းချက်တွေကိုလက်တွေ့ကောင်ထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်ဒါပေမဲ့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်စက်တည့်ရနေ့စိတ်ချမ်းသာစရာတွေကြုံမယ်ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်ရသည်ရတိုက်တဲ့ရပဲခွေနေပြန်ရမယ်စက်ညနေ့မှာပြောင်းကပြဖြစ်ပြီးမှဆင်ပြေမယ်အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့တိုးတက်တဲ့ကံတွေကြုံမယ်ဆက်သုံးရနေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့နှစ်သာရရှိတယ်အဲ့ဒီလာပြည်နေနေလဲတိုက်ဆိုင်နေတယ် တပန်းသားပြည်နေညအချိန်မှာလာရောက်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့ဇပကြီးသေးကြီးနဲ့ပြင်ပြီးတော့တန်လိုက်တိုးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေးအဲ့စီလေးကိုသိမ့်ထားကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ခြင်းတဲ့ကိစ္စတွေပွေရလာလေးတွေတော့လဲပေးထူးထူးခြားခြားကောင်းတဲ့တတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပေးနိုင်တယ်၁၄ရက်နေတော့ရရသတိထားမယ်အဲ့ရက်ကလာချက်တဲ့နေ့ အဲ့ဒီမှာသွာလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလူသားမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတင်းလာနေသောကြံနေစနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ်တင်းကလေးတွေဗုဒ္ဓနဲ့မွေးသူတွေကကိုကိုဒုက္ခပေးတတ်တယ်အပြာရောင်ပန်းရောင်နုနေရောင်တွေချိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ် ံပါတ်၄ခုကိုကနန်းတွေကို အချိုးပေးကနန်းတွေဖြစ်သုံးဆောင်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်တွင်ညာပခုံးညီဝင်းစုပြီးလက်ခုသုံးချက်တီပင်ကထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်တွင်ဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါတူတူကြကြကောင်းခြင်းတွေကြလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဒီကနေ့မွေးသူအားလုံး မင်္ဂလာပါ2025မာချလာရှေ့ရကနေ14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မှုအလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ်ကက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောက်လုပ်နိုင်တယ်အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်နှံပေါ်မယ်ခီးကိစ္စအစဉ်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်နဲ့ လက်ဝဲပြန်လည်ရရှိခြင်းနဲ့နေ့မှာအတိုက်ခံကြမှာတိုးတက်ချေအောင်မြင်ခြင်းကိုကြုံမဲ့ကိုယ့်ရဲ့နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမဲ့ဆယ်ရက်နေ့မှာလို့ဘုကိစ္စဘူးတွေကြုံမဲ့အတိုက်ခံကြတိုးတက်မဲ့ဆက်တရက်နေ့မှာရန်အတိုက်ခံဖြစ်တတ်တဲ့ပြဿနာတစ်မျိုးတစ်ပြိုင်တည်းတည်းဖြစ်ရှင်းနိုင်နေမယ်စနေနေ့ရတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေတာနဲ့အောင်မြင်မှုကိုကြုံမယ်။၁၃ရက်နေ့လပြည့်နေ့ဖြစ်တယ်။အဲဒီနေ့က ထူးခြားသောမောမြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့တန်လိုက်တို့ရဲ့သွေးပြီးတော့ပြရစက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြေဝံရမယ်14ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့ဒီမှာ အချက်တည်းမရှိအောင်ကိုယ်ရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့လေးကိုကနံအချိုးပေးတယ်အဖြူအစိမ့်မီကိုရောင်တော့ကိုတော့ရဲ့အချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရတွေကိုရရှိနိုင်ပါတယ်ကောင်းသောကံရရန်လို့ကနေမှာရှိနေတဲ့ စပ်ပြဘူးကအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြစ်လိုက်ပါယေရှုတင်ပါဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်၈ရက်နေ့နေ့14ရက်နေ့တော်တွင်မှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအချိုးပြင်းမယ် မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုပ်နဲ့ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါခရီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ့်အတွက်အရင်မရှိဘူးရှေ့ရက်နေ့မှာဥတီချက်တဲ့ဒုက္ခခြင်းတွေချိုးပေးပြီးတိုးတက်မယ်ကိုယ့်ရက်နေ့ဟာတော့ဝေကြီးကံလုံကံကဘဝကံလေးအလုံးစုံတိုးတက်မယ်ဆယ်ရက်နေ့မှာရှားတိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်စတေးရက်နေ့မှာ အငင်းပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်။ဆယ်နှစ်နေမှရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ဆက်သုံးရနေရတော့အသုံးဆုံးကောင်းခြင်းခံတဲ့တိုးတက်ခြင်းတွေရှိပြည်မချက်ဒီကိုအောင်မြင်နိုင်တယ်။အဲ့ဒီကတပေါင်းလားပြည်နေအဲ့ဒီညတပေါင်းလားပြည်ညလာရောက်အောင်မှာကြောက်ပြတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြပေါ်မှာနှမ်းစီနောက်စပကြီးသေးချင်တဲ့သားလိုက်တုံးလေးကိုတွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သော စမ်းပွင့်တယ်ကိုကောင်းမှလူပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်းအဲ့ဒီအနှစ်လေးနဲ့တို့ပြရင်လည်းရောင်းမဝယ်ပန်းနေပွင့်တယ်14ရက်နေ့အဲ့ဒီနေရာလက်ချက်တဲ့နေ့အဲ့ဒီနေ့မှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုကလည်းသူများရှီရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်နောက်ရက်တွေမှာအချက်တဲရှိရင် ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာဈာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကကောင်းကျိုးပေးပြီးတော့တနေ့တွေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနအကျိုးပေးတယ်အစင်းရောက်ဖြစ်ရောမိခွန်ရောက်တော့သုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွတ်ဖျားတည်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါသူကြစွာကံကောင်းပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ ဇာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့နေ့စပြီးစနေနေ့အတော်အတွင်းမှာရန်တိုက်ခံနေတဲ့ကြုံတွေ့တတ်တဲ့သူတစ်ပါးကြောင့်မိမိရေရွက်ချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။အမခံခြင်းတောင်းယူခြင်းမလုပ်ရဘူး။ချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတဲ့အတို့တွေကိုဒီချိန်မှာတက်ရထိုင်ရတို့တွေပြန်ကောက်ရဆောင်ရွက်ရခက်ခဲတဲ့အရာတော့ပြဿနာတွေများတယ်။ အထင်မှားမှုတွေဖြစ်ရှင်းရတဲ့ဒူလေးရောက်ဒူခီသွားရင်လည်းအရေးရှိတတ်တယ်။ကိုယ့်ရဲ့နေ့မှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်။စိတ်ချမ်းသာမယ်၊ဒူရပြည့်စုံမယ်။ဆယ်ရက်နေ့မှာအလိုရှိရာပြည့်စုံခြင်း၊ငွေချေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်။ဆက်ရက်နေ့မှာ ရတ္တတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်။ဆယ်ရက်နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်။၁၃ရက်နေ့မှာ ရီပန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့လာပြင်းနေဖြစ်တဲ့အဲ့ဒီညတပေါင်းလာပြင်းနေညလာရောက်အောင်မှကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့တန်လိုက်တုံးလေးနဲ့သပကြီးသေးကြီးတွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပြပါထူးခြားတဲ့ပီရတ်တ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်ပါတဲ့14ရက်နေ့အဲ့ဒီကလာချက်တဲ့နေ့အဲ့ဒီမှာတပါးသူချက်တဲ့ရှိနေတဲ့နေ့နဲ့ဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာ အမေသာစားသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကာလအတော်တွင်မှာဇာတပတိနေဗုဒ္ဓနေတောကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းငွေတွေကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်္ဃကုကနာကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေးပါလိမ့်မယ်ဂျေစုတင်ပါတယ် တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့ရက်နေ့14ရက်နေ့အတွင်းလက်နာပါဥစ္စာဒနာဖွံ့ဖြိုးခြင်းဝေကြီးကံကောင်းခြင်းဘဝတိုးတက်ခြင်းနဲ့လူရာပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံမယ်ကိုလုံးတဲ့ကိစ္စမှန်များဆင့်ပြေမယ်ဘလောက်ခက်ခဲအားလုံးကိုကြော်လွားပြီးလူရာဆန္ဒပြည့်မြောက်ဆွေးနွေးနိုင်လိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးတော့ကံရင်တို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ် ကိုပိုင်တွေးခေါ်တဲ့လူကံချင်းတွေရဲ့ကောင်းသောအကျိုးကိုရရှိနေမှာရရကံကောင်းခြင်းစီပြေခြင်းကိုကြုံမယ်ကိုရဲ့နေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရဲ့နေမှာစတင်ခြင်းတွေပြန်လည်စနိုင်ခြင်းအခက်အခဲကျော်လွှားနိုင်ခြင်းတွေရှိမယ်ဆယ်တရဲ့နေမှာပြဿနာတစ်မျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်ဆယ်နှစ်ရဲ့နေကမှန်းနာတဲ့လေးတွေနဲ့ကြံပြောင်းကြံပြန်နေဖြစ်နေတတ်တယ်အခက်အခဲတွေများတတ်တယ်ဆယ်သုံးရဲ့နေမှာရတ်တန်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရရွေ့အစ်စ်ကိုစခြင်းကြုံမယ်အဲ့ဒီလာပြည့်နေ့တပေါင်းလာပြည့်နေ့ တပေါင်းလာပြည်တည်ညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီရဲ့စပကြီးသေးရင်ရုပ်ကိုတန်လိုက်တွုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့အဆောင်ရောင်အနှစ်သာရကိုရတယ်အဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဲဆိုရင်မျက်နှာပွင့်တယ်ပြရတ်ကောင်းတယ်အယောင်ဝဲလွယ်လျာလေးကိုအနည်းမှမှသားရှိတို့တာပြီးတော့အစင်းကိုပြေးနေလေး လက်တွေသုံးလို့ရတယ်တနည်းမှာတစ်ခါပဲလို့လို့ရတာ၁၄ရက်နေ့သတိထားရမယ်အဲ့ရက်ကအညတ်နေရှိတယ်အဲ့နေ့ကလက်ကျက်တဲ့နေ့ဖြစ်တယ်အဲ့နေ့မှာတပားသူခက်ခဲရှိနေတာကိုကြီးပါသူတပားကိုအထောက်ကူပြုပေးလိုက်ပါဒီကလာတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေ့ မွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ရှစ်ခုကိုကနန်းတွေချိုးပေးတဲ့အ내ရောင်ပြရင်ရောင်မိခိုးရောင်နှက်ပြောင်တွေသုံးပြပါထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်ဝါနဲ့ပြုလို့တဲ့ပစ္စည်းဟောင်းများဆွတ်ပြလိုက်ပါ။ယေရှုတင်ပါတယ်။စနေနေ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ10ရက်နေ့ရက်နေ့ ဇလီရဲ့နေတော်တွင်မှအပြောင်းလဲနဲ့ဒုတက်မှုရှိမဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတန်လန်းကံပွင့်တဲ့အနေထားချုပ်မဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုကဲ့ရင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့ဒုတက်မှုတွေကိုရနိုင်အပြောင်းရွှေ့ပြောင်းလေးတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမဲ့ပေါ်လာတဲ့စိတ်ကူးသစ်တွေကိုရှေ့ရနေမှာလက်တွေ့ကောင်းတဲ့ပေါ်ပါကိုယ့်ရနေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုရယူနိုင်တဲ့ဆယ်ရနေမှာအလုတ်ကိစ္စတွေအတွက်ပြောဆိုမှမမြအောင်မြင်မဲ့ ဆတ်တည်းနေ့မှာရှင်ပြန်မှုတွေပေါ်အောင်မြင်မယ်ဘဝတိုးတက်မယ်ဆတ်တည်းနေ့မှာရန်တက်ခံနေရှင်ပြီးလောက်ရမယ်ဆတ်သုံးရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်တယ်ဆတ်လေးရက်နေ့အဲ့နေ့ကလာချက်တဲ့နေ့ဖြစ်တယ်သွာလာနေ့တိုင်းထူးပြုပြီးကျူးဆက်ရမယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်သေးတယ် ရှိတတ်တယ်။တစ်ခုကိုကနံကျိုးပေးတဲ့အဝါလေးမောရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။ဒီကာလအတွင်းထူးပြုတ်နှုတ်နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့73ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ကြောက်ပြင်ပေါ်မှာနန်းစီရဲ့စပကြီးသေးကြီးအတင်းပြီးသန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါ ပြရတဲ့ကိုထူးထူးခြားခြားကောင်းစေတဲ့နှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလင်းပြီးတော့သွားလိုက်ရင်လည်းလူချစ်လူငယ်ပေါ့။ပစ္စည်းတွေရောင်းဝယ်ခြင်းလည်းဒီစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေစမ်းသပ်နိုင်တဲ့ရှေးရိုးရနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်။